MPL ရမှာအကောင်းဆုံးကစားသမားလာနဲ့ပြောစကားများဒီအဖြစ်ကိုကျွန်တော်တို့ MLPP မြန်မာ eSport လောကမှာတော်တော်လေးပြောလေးပြောထားသုံးလေးသုံးထားရှိကြတဲ့စကားပါဒီစကားကိုကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ MPL ရမှာအကောင်းဆုံးကစားသမားမဟုတ်နိုင်ပါဘူးဥပမာအလီတာက MPL မရရှိခဲ့ဘူးဘူးဒါပေမဲ့အကောင်းဆုံးကစားသမားတွေကတယောက်ဆိုတော့ ပြိတ္တတိုင်းကစားသမားတိုင်းကလက်ခံကြလိမ့်မယ်လို့ထင်ပါတယ်။ကဲဒါဆို NBA ရမှအကောင်းဆုံးကစားသမားလားနဲ့ပြောစကားများဆိုတဲ့ဗီဒီယိုလေးကိုဆက်သွားကြည့်လိုက်ရအောင်။ eSport career ဘဝမှာမြမ NBA ရရှိဖို့သူဆိုလို့ကျွန်တော်တို့အနေနဲ့လက်ချိုးရေလိုအောင်ရှာပါတယ်။ NBA season 1 Barmis Go NBA season 2 Team Resolution NBA season 3 Barmis Go NBA season 4 Barmis Go NBA season 5 Barmis Go MPL မြန်မာနိုင်ငံကို ရောက်ရှိလာပြီးနောက်မှာဘာမီစကိုအနေနဲ့ကြီးစိုးခဲ့တာပြိသက်တို့အသည်လည်းဖြစ်မှာပါ MPL စီဇန်တွေမရှိတော့တဲ့နောက်ပြိသက်တို့ချစ်ကြတဲ့ဘာမီစကိုအတင်ကြီးအနားယူသွားတဲ့နောက်မှာမေကွန်ပေါင်းများစွာနဲ့အတူ MPL ရဘူးလား MPL ရမှစကားပြောမယ် MPL ရှိသေးတဲ့အတင်လေးမှလားစတဲ့ community ကိုထောက်စစ်ဖြစ်စေတဲ့စကားတွေနဲ့အတူထိုးနှက်ခံခဲ့ရတဲ့ player တွေတခြားသောအတင်ပြိသက်တွေများစွာရှိခဲ့ကြပါတယ် ဒီတော့အခု MPL မရှိတော့တဲ့နောက်ပိုင်းမှာလက်ရှိစော်ကစားနေကြတဲ့ကစားသမားတွေကရော MPL နဲ့မထိုက်တန်ခဲ့ကြဘူးလားဆိုတော့လေမဟုတ်ပါဘူးဒီမိကုံးက level လိုလိုနဲ့အရန်ခက်ခဲလာပါတယ် MPL မရရှိဘူးပဲမဲ့အကောင်းဆုံးဆိုတဲ့ကစားသမားစီးရင်ထဲမှာအမြဲထင်ကျန်နေမယ် Ryan May, Naomi, Justin, Alida, Khan, Jess တို့ဟာဆိုရင်လေအခုအချိန်မှာ NPL ရှိနေ ਉ မယ်ဆိုရင် NPL ကိုပိုင်ဆိုင်ပြီးသားကစားသမားတွေဖြစ်နေမှာပဲဆိုတာအာမခံရပါတယ် MLBB eSport မြန်မာမှာကျင်းပပြုလုပ်ပြီးနေတယ် MSN MLBB Season 1အပြင်အခြားသော International Track ကစားရမယ့်ပြိုင်ပွဲတွေကသာ NPL ဖြစ်ခရင်ကျွန်တော်တို့အနေနဲ့ NPL ရမှအကောင်းဆုံးကစားသမားလားဆိုတဲ့မေးခွန်းကိုလေကူစွာဖြေရှင်းနိုင်ကြမှာပါအခြားသော region တွေမှာဆိုရင်လည်း MPL က အရေးပါတဲ့ပြိုင်ပွဲတစ်ခုဆိုတာပြည်သက်တို့အကုန်လုံးလည်းသိကြမှာပါ။ NBA ရှိတဲ့ region တွေအနေနဲ့ကစားသမားပေါများမှုတွေအခွင့်အလမ်းကောင်းနေတဲ့အတူအောင်မြင်မှုတွေကိုပိုင်ဆိုင်ခွင့်ပိုမိုရရှိနိုင်ပါတယ်။တခြား region တွေကိုကြည့်ပြီး NBL အများဆုံးအသင်းကအကောင်းဆုံးအသင်းလို့သတ်မှတ်ချင်နေဆိုရင်တော့အပြေကမှန်ပါလိမ့်မယ်။မြန်မာနိုင်ငံလို NBL မရှိတဲ့ region တစ်ခုမှာတော့ NBL ရဘူးမှအကောင်းဆုံးကစားသမားဆိုရင်တော့အပြေကမှားနေတော့မှာပဲဗျ။ ကျွန်တော်တို့မြန်မာ e-sport ကိုကြည့်လိုက်မယ်ဆိုရင်ပရိသတ်အင်အားက90 90သာရှိနေပါလိမ့်မယ်90ကတော့ AI e-sport ရဲ့ပုံရိပ်ကြီးမားမှုနဲ့အောင်မြင်မှုများစွာကြောင့်ဖြစ်ပြီး90ကတော့အခြားသော local အသင်းတွေရဲ့ကစားသမားခေါ်ယူမှုတွေကြောင့်ကြောင်းရှိပရိသတ်တွေသာဖြစ်ပါလိမ့်မယ်ဘာလို့အဲ့လိုပြောရတာလဲဆိုရင်တင်ကိုရိုင်းလဲ e-sport ကိုအားပေးတဲ့ပရိသတ်ဆိုရင်သိပါလိမ့်မယ်အသင်းကအဓိကလားမိမိအားပေးတဲ့ကစားသမားကအဓိကလားဆိုတဲ့အဖြေတွေကိုပေါ့ ပြည်တွင်းမှာကစားသမားတွေရဲ့လွှမ်းမိုးနိုင်စွမ်းကအသင်းတစ်သင်းထက်ပိုပါရယ်။ Indonesian region မှာဆိုရင်လေ Order Ego နဲ့ AAju Hoshiro လိုအသင်းတွေကပြည်သက်အင်အားများစွာရှိတယ်ဆိုပေမဲ့လေအခြားသော အသင်းတိုင်းမှာလည်းလုံလောက်တဲ့ပြည်သက်အင်အားများစွာပိုင်ဆိုင်ထားပါရယ်။ဒါကလည်း International Achievement တွေ MPL မရှိတာတွေကြောင့်များစွာတက်ရောက်နေတာကိုတွေ့ရမှာပါ။ ဒါကြောင့်မဲ့ NPL ရမှအကောင်းဆုံးကစားသမားလားဆိုတဲ့အဖြေကိုကျွန်တော်အနေနဲ့ NPL မရှိလဲအောင်မြင်မှုတွေစမ်းဆောင်ရေးကောင်းတွေကိုခြားပြနိုင်ရင် ကစားသမားကောင်းတယောက်ဖြစ်နိုင်မှာလေဆိုတာလေးကိုပြောရင်ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်။နောက်ထပ်လည်း e-sport နဲ့ပတ်သက်တဲ့လှုပ်စေခြင်းတွေဗီဒီယိုတွေရှိရင်လည်းကွန်မန့်မှာဝင်ရောက်ရေးသားသွားလို့ရပါတယ်။အားလုံးပဲအငြင်းမပွားပဲမိမိချစ်တဲ့အားပေးတဲ့ e-sport မှာပျော်ရွှင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အခုတင်ဆက်ပေးခဲ့တာကတော့ Vice Reload တမအချမ်းပဲဖြစ်ပါတယ်